ထန်းလန်တောင်ပိုင်းကဟေရုဖျားရှိခိုးပွဲကိုမန်း73ရင်းနေတပောင်လာပြီနေကပတုကေခံမှာကျင်ပါခဲ့ပါတယ်ဒီဖျားရှိခိုးပွဲကိုဟေရုဘာသာဝင်တွေဖြစ်တဲ့မြန်မာနိုင်ငံသားတွေကတပောင်လာပြီနေတိုင်းခေါဝံရွာမှာနှစ်စဉ်ကျင်ပပြုလို့လေးရှိကြတာပါရိုးရပွဲတော်ဖြစ်လို့နှစ်တိုင်းပြုလို့ကျင်ပလေးရှိတယ်လို့ဦးဆောင်ကျင်ပရဲ့ဝင်းစေကပြောပါတယ် ီသွားပြီးသူ့ဘာတွေလုပ်ပြအောင်လူရောနော်ဘယ်မှာရှင်းနေရလဲလို့ပြရအောင်နည်းစား Vice City ရောနတ်နိုင်ငံမှာဆိုတော့ Vice City လောရောမှာဆိုတော့ရလလက်လက်ဒေါ်မော်ရဝိုက်ပြာဒီရက်လုပ်ပြအောင်နော်ပွဲတော်နေရှောင်းရင်ဖရားကိုတက်တက်လို့စွမ်းနေတက်သီးဝလံတွေကလှူရပါတယ်ဘာသာဝင်တွေကလည်းအသာရစ်သေးစားနေမွေးစွာတွေမတော်စွဲရပါဘူး မြမာပြီမာတုံးကဆိုရင်နေဖက်ရွာတခြားဖျားလှည့်လေပူဇော်ခံပြီးညဖက်မှာဆိုတီဝိုင်းကပွဲတွင်နေပူဇော်ကျင်ပါတယ်လို့ဝင်းစိန်ကပြောပါတယ်အဲ့တော့ပါပါယူရတိုက်ပြအောင်ဆိုတော့လေကိုချက်မချာတာဝဲလည်းလက်ထဲပြရတာရကိုရကုလပြတာရလည်းကိုလည်းချက်အောင်ဟာအချင်းစားမပြရတာတပ်ပံပြရပါလားပြည်သူစောပါတာပြရကိုလည်းခိုင်းတောင်ပိုင်းမှာဟေလူဖျားချောင်း ရှိပေမဲ့ ထိုင်းနဲ့မြန်မာတွေပွဲချင်းပါရဲ့မတူပါဘူးမြန်မာလူ့သမားတွေကတော့ရိုးရမပြေအောင် လူနေအိမ်တွေမှာပဲအချင်းချိုးပြီးစုပေါင်းကျင်ပါရတာပါတတိခွင့်ပြုချင်းနဲ့လူ့သမားတွေအလို့ပြန်ချင်းဖြစ်တဲ့ညနေ9နာရီကနေည9နာရီထိကျင်ပါရတယ်လို့ဝန်စီကပြောပါတယ်ဇပွဲလောက်ချင်းမှာဟိုတစ်ထိတ်မှမရဖြစ်ဖြစ်နေရမှာလောက်တော့ထိတ်မှ ။နောက်ဆိုရောအဖေကခွင့်ပြုရလောက်ပါဆိုလောက်ရတာတတိယပေါ့ပေါ့အဲဒီနေ့နောက်လာမယ်လာမယ်ကွာပြောစီရတယ်။တော့ဒီနေ့ကညကြီးနေမနိုင်လားနိုင်တယ်ဆက်မပေါ်ဒီကွက်ကမှဖဲတော့ကမဖြစ်အောင်ဟုတ်ကွက်ပြီးလို့အိမ်ကျန်လာတော့မော်တော်ကိုရောမော်တော်မှာကြောက်တော့ပြန်တော့ဒါမှမဟုတ်ဒီရဲဘလူးတန်းတန်းနေလား我现在没了，奶奶手头上有啊，就这样了。我刚好有啊，我我需要。 ဒီပွဲတော်ကဟိန္ဒူဘာသာဝင်တွေရဲ့ရည်ကြီးတဲ့ရိုရာပွဲတော်ဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံခြားရောက်နေတဲ့ဘာသာဝင်တွေကရိုရာတလေမပြောက်ပြက်အောင်နှစ်စဉ်ကျင်းပပြီးထိသိမ့်ကြဖို့လိုအပ်တယ်လို့ပြောပါတယ်။